ဒီကတော့ကျွန်တော်တို့ကတော့ဒီလဖက်ဆိုင်ဆိုတော့လဖက်ဆိုင်လဖက်ကြီးကိုအဓိကရောင်းချတာဖြစ်တဲ့အတွက်စိုက်မှလူကြိုက်များဆုံးကတော့လဖက်ကြီးပါပဲလဖက်ဆိုင်ကိုအဓိကရွေးချယ်ခဲ့တာတော့ဟိုကျွန်တော်ကတော့ဟိုကျွန်တော်မိဘတွေလက်ထက်ကြရတာဒီလဖက်ဆိုင်လုပ်ငန်းကိုလုပ်ခဲ့တာပေါ့နော်ဟိုကျွန်တော်လက်ထက်မှာလဲတာ ဘာနော်ဒီလက်ဖက်ဆိုင်လုပ်ငန်းတွေစပြီးတော့မှဘာနော်အချိန်တည်ပြီးတော့မှဟိုဘာနော်ဒီစီးပွားရေးလုပ်ငန်းစလုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့စပြီးဖွင့်ပြခဲ့ရပါတယ်။မနေ့ဆိုရင်တော့မနေ့6နာရီကနေည7နာရီခွဲထိမနေ့ဆိုရင်တော့မနေ့စာလက်ဖက်မုံဒီမွေးဟင်္ဂါကျဆက်ဟင်္ဂါအစုံနေ့လယ်ဆိုရင်တော့ရွှေရည်မုံနဲ့စောင်းဟုတ်ပါတော့ငပြောပါနိလေစာပေါ့နော်ညနေစာဆိုလို့ရှိရင်တရုတ်ထမင်းလေးရပါတယ် ီနေအခန်းလေးထဲမှာဆိုရင်ဒီ air con ခန်းထဲမှာမွေးနေပွဲတို့အစည်းအဝေးပွဲတို့ပေါ့နော်ဒီခန်းကတော့လူကြီးပြင်းများဟိုအစည်းအဝေးပွဲလို့လုပ်မယ်ဆိုလို့ရှိရင်တော့90လောက်ဆက်မယ်90လောက်ဆက်မယ်ဆိုတော့အစည်းအဝေးပွဲလေးတွေနိုင်ပိုင်းနဲ့လုပ်ရှင်ရင်လည်းအခန်းလေးရခချင်းဝင်မယူဘူးစားတော့ခါပဲယူပါလေရှင့်ဟိုအတွင်းထဲမှာမှာရှင်နေမလို့ရတယ်ဒီအထဲမှာအခန်းထဲမှာအေးအေးလေးလေးမှာဆိုလည်း air con ဖွင့်ပေးထားတယ်အခန်းကမယူပါဘူးသာသာဖွင့်ရပဲတုံးဆောင်ရင်ရပါပဲရှင်မနေ့ကလည်းဒီက special mini ကတော့ ဟိုမုံဒီရှိမယ်အဲမုံဒီရှိမယ်နောက်ပြီးမဟင်းကကြားဆိုင်ဟင်းကဘုံတို့ခောက်ဆွဲဟိုစံပြားတော့ပေါ့နော်စံခောက်ဆွဲစံစည်းအဲ့လိုစားတော့မနက်စားစားတဲ့စားတော့ကတော့အကုန်လုံးရှိပါတယ်ရှင်ပုံမှန်ရောက်နေကြအီချပွင့်ပလာတာတွေကတော့ထုံးစံလိုက်ပါတာပေါ့နော်ပေါ့စီဒူးတလဲအနေနဲ့ကတော့ဒီမနက်ပိုင်းဆိုလို့ရှိရင်လည်းဒီကြက်ဟိုကြက်ပေါင်းဟေးပေါ့နော်ဒီကြက်စေးပေါင်းလို့ပါတော့လဲရောက်ပါတယ်ရှင်အဲ့ဒါတွေလည်းရှိနေရှင် ကျေးဦးတို့ပါတို့စားကြရင်လည်းရတယ်ရှင့်။ဒီလေกินကြတော့အဓိကတော့မိုးလက်ဆောင်ပါမယ်၊ရွှင်ရည်ပါမယ်။ဟိုအုံမောင်းမပြောချော်ပါနော်။နောက်ပြီးရင်ဒီဒီဆိုင်မှာတော့စားကောင်းတာမုံရည်ပါပေါ့။မုံရည်ပါကလည်းထူးတယ်လေလေးနဲ့မုံရည်ပါနဲ့ရောင်းပေးတယ်ရှင့်။ မီနူကတော့နေလယ်မီနူလေးကတော့ဝက်တစ်ခါသုံးဆက်မီနူလေးတွေကတော့အဲဒီကျက်ပင်စိမ်းထမင်းတို့ပါတော့ဗောနော်ကျက်ပင်စိမ်းထမင်းရှိမယ်နောက်ပြီးပိုးရည်ကြီးထမင်းတို့အဲ့လိုထမင်းတုပ်လေးတွေရှိမယ်ဝမ်ပိုးရှင်းလေးတွေလည်းရောင်းပေးတယ်ရှင်ဝမ်ပိုးရှင်းကတော့ကျက်သားဝက်သားကိုရောင်းပေးတယ်ရှင်ဝမ်ပိုးရှင်းနေနေကတော့အသီးဟိုပါဗောနော်ဒီအသားတစ်မျိုးနဲ့အရွက်တစ်မျိုးပါမယ်ရှင်ကျက်ပင်စိမ်းပါလားအာပြေစာငကင်းစာပြေကတော့ဆွမ်းနာပြေလို့ဆိုလို့မုံးလက်ဆောင်လို့ဒီ ရွှေရင်အေးလို့ပေါ့နော်။အောင်မောင်ကပြောကြောမုံရီပါပေါ့။အဲ့ဒီဟာတော့နေနဲ့ဟိုဟာဖတ်ထုတ်ပေါင်းပေါ့နော်။အဲ့ဒီဟာတွေကတော့နေနဲ့အစာသွင်းနေနဲ့ရောင်းပေးတယ်ရှင်။လူမင်္ဂလာပွဲတွေကတော့ဥမာပေါ့ခန္ဓာပွဲတို့ပါတော့ဥမာပေါက်စီနဲ့လည်းပြည့်ပဲမှာကျင်လာလား။ဟိုတခြားဒီကဆံရထွက်သမျှဆံရရောင်းသမျှအစာတောက်ကိုတော့မဆောင်မှုလိုချင်တဲ့ဆိုရင်တော့ဘယ်အစာတောက်ကိုဆိုဆံရဝန်တန်းတွေရောဟိုလိုက်ပြီးတော့စားပြစ်ပေးပြီးတော့ဝန်ဆောင်ပေးတယ်ရှင်။ ပရမန်းတော်ဆိုတဲ့နိုင်ပါလီအမတ်တရားယူချက်ခဲ့ရတာတော့ဟိုကျွန်တော်တို့ကတော့အဲ့ဒါပရမန်းမြေဘုကုမြို့ကနေဘာလို့လွန်ခဲ့တဲ့15နှစ်လောက်ကရွှေ့ပြောင်းလာတဲ့အတွက်ဟိုကိုယ့်ရဲ့ဇာတိမြေဖြစ်တဲ့ပရမန်းဆိုတဲ့နာမည်လေးလဲပေါ့ဟိုမန္တလေးမြို့မှာလာပြီးမှစီးပွားရှာကြတဲ့အတွက်မန္တလေးမြို့ရဲ့ပုံရိပ်လေးဖြစ်တဲ့ဟိုနန်းတော်ဆိုတဲ့အမိလေးလဲပေါ့ဆိုပြီးမှပရမန်းနန်းတော်ဆိုပြီးတော့မှတွဲပြီးတော့မှနာမည်လေးပေးပြလိုက်တာပါ မာယူမယ်ဆိုရင်တော့ကျွန်တော်တို့ဟိုဟာဟို Facebook page အနေနဲ့တော့ဗရမြားနဲ့တော့ကဖေးဆိုပြီးတော့ဖွင့်ထားတာရှိပါတယ်ပြီးတော့ဗရမြားနဲ့တော့ကဖေးဆိုပြီးတော့ TikTok account လေးလည်းဖွင့်ထားတာရှိပါတယ်အဲ့ဒီ page messenger ကနေပြန်မှာမာလို့လည်းရပါတယ်ဖုန်းနံပါတ်လေးလည်းရေးပြထားပါတယ်။မှာယူလို့ရမယ်ဖုန်းနံပါတ်တွေကတော့6420000 6420000 6420000 300ပါ။ဟုတ်ဟုတ် အဲ့ဒါနဲ့တော့ဒီဘက်ကိုလာဖို့လည်းလူလည်းရှိနေမလာဖို့လည်းလူလည်းရှိနေပေါ့နော်ဒီမန္တလေးမြို့ရဲ့အဆောင်ကလူတွေတချို့လည်းနာမည်သာသိပြီးတော့မလာဖို့လည်းလူလည်းရှိတယ်အဲ့ဒီအတွက်ဒီဘက်ကိုလမ်းကြုံလုံးများရောက်ခဲ့လို့ရှိရင်ဘယ်လိုများနဲ့တော့ဆိုင်ကိုဝင်ရောက်အားပေးကြပါအောင်လို့ဖိတ်ခေါ်ပါတယ်ရှင့်